ကဘာကိုရင်တော်အကြံမကုန်နဲ့တဘာရဲ့ရာဇဝဲသားတွေရဲ့ဆရာကြကြထွက်ပြေးလွတ်မြောက်မှုများတင်ခုမြင်နေရတာကတရားရုံးကနေထွက်ပြေးဖို့ကြိုးစားနေတဲ့လူသက်ကောင်တယောက်ပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ပကံ Entertainment Channel ကနေကြိုးဆိုပါတယ်။ဒီကနေ့မှာတော့ထောင်ကားပေါ်တက်ပြီးမောင်းပြတဲ့အမျိုးသမီးရာဇဝဲသားအဖမ်းခံရပြီးတော့26စက္ကန့်တွင်အလုပ်ပြေးနိုင်ခဲ့သူစာသပြင်းနဲ့အပြစ်သားတွေရဲ့ဆရာကြကြထွက်ပြေးလွတ်မြောက်ခဲ့တဲ့ရုပ်သံစစ်မှန်တွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ထောင်လိုင်းကင်မရာကနေရိုက်ကူးမိထားတဲ့အဖြစ်အပျက်တစ်ခုကိုကြည့်ရအောင်ပါ။ ဒီဗီဒီယိုထဲမှာဆိုရင်တော့အပြစ်သားမိမသားတစ်တိုက်ကတရားဝင်ကနေထွက်ပြီးတော့ထောင်ကားဘုံကိုတက်ရမယ့်ချိန်ဖြစ်ပါတယ်။ဒါပေမဲ့ဒေချာကြည့်ကြည့်ပါ။နောက်ဆုံးအမျိုးသမီးနှစ်ယောက်ကတခြားသူတွေကားပေါ်တက်သွားချိန်မှာလိုက်မတက်ဘဲနဲ့ကားအောက်ကိုဝင်ကောင်ခိုးပြီးတော့လိုက်ခဲ့ပါတယ်။သူတို့နှစ်ဦးကတော့ခုံးမှုနဲ့အဖမ်းခံရတဲ့ Tracy Mobley နဲ့မူပြီးတော့ကားမောင်းနဲ့အမှုနဲ့အဖမ်းခံရတဲ့ Mary Morrissey တို့ပဲဖြစ်ပါတယ်။ဒီနောက်ကအခုလိုထွက်ပြေးဖို့အတွက်ငကိုကလေးကအစီအစဉ်ဆွဲထားခဲ့ပြီးသားပါ။ဒါကြောင့်မတရားခွင်ကနေထွက်တဲ့အချိန်မှာနောက်ဆုံးတဲ့ရအောင်တမင်နေရယူခဲ့တာပါ။အဲဒီလိုနဲ့ထောင်ကားဟာတရားဝင်ကနေထွက်သွားခဲ့ပြီး မိပွားမိတဲ့အခါမှာကားကိုရက်တန့်လိုက်ပါတယ်အဲဒီချိန်မှာကားကနေခိုးစည်းလာတဲ့အကျဉ်းသားနှစ်ယောက်ကငကိုစီတင်ထားတဲ့အတန်ခုန်ဆင်းနေခဲ့ပါတယ်ထရေစီဆိုတဲ့မျိုးသမီးကလမ်းဘေးတည်နေရာမှာရက်ခါလက်တွေကိုဖျက်ဖို့ကြိုးစားနေခဲ့ပြီးမော်ရီကတော့လမ်းတစ်ဖက်ကိုထွက်ပြေးသွားပါတယ်ကန်ဆိုးကျွန်တော်သူ့ပြေးသွားနေရာမှာရက်ထားတဲ့ကားကစုံတော်တယောက်ရဲ့ကားဖြစ်နေပြီးတော့ချက်ချင်းပြန်ပန်းခံခဲ့ရပါတယ်ထရေစီကလည်းခဏတော့လွမြောက်သွားခဲ့ပြီးမှမကြခင်မှာ CCTV ကနေရှာဖွေဖမ်းဆီးမိခဲ့ပါတယ်သူတို့နှစ်ဦးကတော့တရားရုံးကိုပြန်ပို့လိုက်ပြီးထွက်ပြေးဖို့ကြိုးစားရတဲ့အတွက်ပြစ်ဒဏ်ကိုပိုတိုးသွားမှာဖြစ်ပါတယ် ဆက်လက်ပြီးတော့ဝါရှင်တန်တရားရုံး CCTV ကနေရိုက်ကူးမိခဲ့တဲ့ရုပ်သံတစ်ခုကိုကြည့်လိုက်ရအောင်ပါ၂018ခုနှစ်မှာ Cody Howard နဲ့ Tanner Jackson ဆိုတဲ့အမျိုးသားနှစ်ယောက်ကတရားရုံးထဲမှာယုံကြည်ရင်ဆိုင်နေရပြီးတော့ရုတ်တရက်ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်အဲဒီအချိန်မှာတရားသူကြီးကသူ့ရဲ့တနက်ကိုထုတ်ပြီးချက်ချင်းပဲအကျဉ်းသားနှစ်ယောက်နောက်ကိုလိုက်ခဲ့ပါတယ်လေကောင်းပေါင်းများစွာကိုဆဲကမယံမနာလိုက်ဖမ်းခဲ့ပြီးနောက်ဆုံးမှာတော့တအူးတဲ့အားနဲ့အကျဉ်းသားနှစ်ယောက်လုံးကိုဖမ်းမိနိုင်ခဲ့ပါတယ် ဒါကြောင့်တဲ့အနေနဲ့တရားသူကြီးတွေကိုတဏီကုန်ထိုင်ပြီးဘာမှမလုပ်တတ်တဲ့လူတွေလို့ထင်နေရင်တော့မှားသွားပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာနိုင်ငံခြားကတရားသူကြီးတွေပါ။ဒီဒီကမှာတော့အတော်လေးနားလည်ရခဲ့တဲ့အဖြစ်အပျက်တခုကိုဆက်စုကြည့်ရအောင်ပါ။ဒါကတော့ရုရှားနိုင်ငံတရားရုံးတွေမှာမှတ်တမ်းဗီဒီယိုပါ။ရုရှားနိုင်ငံဟာတခြားနိုင်ငံနဲ့မတူဘဲနဲ့တရားရုံးတွေမှာအကြမ်းသားတွေထွက်မပြေးနိုင်အောင်လှောင်ရင်နေထားပြီးတော့အကြမ်းသားတွေကိုထိထားကြပါတယ်။ဒါမဲ့ဒီလူကိုတော့လှောင်ရင်တွေကတော့မှမတားနိုင်တော့ပါဘူး။တရားရည်ရင်ဆိုင်နေရချိန်မှာရရှိသုံးရရှိပါတယ်။လှောင်ရင်အပေါ်ကနေဖောက်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ အစားပိုင်းမှာတော့အရာရှိတွေကမဖြစ်နိုင်ဘူးထင်ပြီးတော့အေးဆေးသက်သာကြည့်နေခဲ့ပါတယ်။ဒါပေမဲ့လောင်ရင်ထဲကနေထွက်ပြီးမှာတော့အပေါ်ထက်ခိုးပါပွင့်သွားခဲ့ပြီးတော့ထွက်ပြေးနိုင်ဖို့အခွင့်အရေးအလွန်များသွားပါတယ်။ဒီအချိန်မှာအရာရှိတွေကတားဖို့ကြိုးစားခဲ့ပြီးတော့လောင်ရင်ကဂျားကနေခံနေခဲ့တာကြောင့်မလေကူပဲနဲ့နောက်ဆုံးမှာခက်ခက်ခဲခဲနဲ့ဆွဲထုတ်နိုင်ခဲ့ပါတယ်။ဒီအကျဉ်းသားကတော့ Lenoid Grisar လို့ခေါ်တဲ့ဆက်ရှင်နေရွယ်ကောင်းလေးပါ။သူဟာအသက်20နှစ်အရွယ်ရှိတဲ့သူ့အမအရင်ကိုအကြောင်းရင်းမရှိဘဲတပ်ပြစ်ခဲ့လို့အခုလိုတရားရင်ဆိုင်နေရတာပါ ဒါပြင်တရားရုံးမှာလည်းသူ့ကိုယ်သူစေတန်းရွေးချယ်ခြင်းခံထားရသူလို့တတိချပြောဆိုနေပြီးတော့အခုလိုအမှားရင်းကိုတိုက်ကြတာကလည်းစေတန်းကခိုင်းခဲ့တာလို့ဆိုပါတယ်ပြောလို့မရပါဘူးဒီလိုထွက်ပြေးဖို့ကြံစည်ခဲ့ပြီးတော့ဖြည့်ဆည်းရတာကလည်းစေတန်းကြောင့်ဆိုပြီးတော့ထင်းချင်းထင်းနေအောင်မှာပါဘာပဲဖြစ်ဖြစ်ပါအခုလိုကိုကိုကိုစိတ်တမ်းတမန်တော်လို့အထင်မှားပြီးတော့လူတက်ချင်တိုင်းတက်နေကြတာကရုပ်ရှင်ထဲမှာမကအပြစ်မှတကယ်ရှိကြောင်းသိနိုင်ခဲ့ပါတယ်ဒီတခုကလည်းတရားရုံးကနေထွက်ပြေးလို့မရသူတို့ရဲ့ရုပ်သံမှာ2018ခုနှစ်တော့ထောင်တန်း၅လအချမှတ်ခံခဲ့ရတဲ့18နှစ်အရွယ်အကျဉ်းသားဟာတရားရုံးကနေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ် အကျဉ်းသားအနေနဲ့ထွက်ပြေးမယ်ဆိုရင်အခန်းကနေထွက်ဖို့အပြင်ကိုတကားခလုတ်ကိုဖြွင့်ဖို့အတွက်လိုအပ်တာကြောင့်တာဝန်ရှိသူတွေကသူ့ကိုထွက်ပြေးလိမ့်မယ်လို့မမျှော်လင့်ထားပါဘူး။ဒါပေမဲ့အဲ့ဒီအခန်းထဲကကရုတ်တရက်ပွင့်သွားခဲ့ပြီးတော့အကျဉ်းသားကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အကြောင်းအရာဆောင်ကိုသိရဖို့အတွက် CCTV မှတ်တမ်းကိုဖြန့်ချိလိုက်တဲ့အခါမှာအခန်းကားပွင့်သွားရတဲ့တရားခံကိုသိရှိခဲ့ရပါတယ်။အခန်းပြင်မှာအကျဉ်းသားရဲ့တငယ်ချင်းဖြစ်သူဟာအရန်တင်းဆောင်နေခဲ့ပြီးတော့အဲ့ဒီခလုတ်ကိုဖြန့်ဖို့ကြိုတည်စီစဉ်ခဲ့တာပါ။နောက်ဆုံးမှာတော့အကျဉ်းသားကိုပြန်ပတ်ဖမ်းမိခဲ့ပေမယ့်တကားခလုတ်နှိပ်တဲ့သူကိုတော့ဖမ်းမိနိုင်ခဲ့ပါတယ်။ သူကတော့မတော်တဆနှိမ့်မိတာပါဆိုပြီးတော့ဇိုတင်းညင်းစုံနေခဲ့ပေမဲ့မတော်တဆလားရွေချက်နေလား CCTV ကိုကြည့်နေတဲ့ပြည်သက်တွေသဘောပေါက်မှာပါနောက်ထပ်ဒီရုပ်သံကတော့ဩစတြေးလျနိုင်ငံကတရားရုံးထဲမှာပြည်ပြက်ခဲ့တဲ့ရုံးရင်းဆိုင်ခဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။တရားရုံးထဲမှာအမှုရင်ဆိုင်နေရတဲ့အကျဉ်းသားကမော်တော်ဆိုင်ကယ်ကိုခိုးယူခဲ့ပြီးတော့ကားစီးကိုမီးရှို့ဖျက်ဆီးတဲ့အမှုကြောင့်အပြစ်ဒဏ်ခံခဲ့ရတဲ့သူပါ။ဒါမှမဟုတ်လေတရားရင်ဆိုင်နေစမှာသူလုပ်ခဲ့တဲ့အပြုအမူကလူတွေအားလုံးကိုထိတ်လန့်စေခဲ့ပါတယ်။ အပြစ်သားတွေရနေတဲ့အခန်းနေရာကနေအပြင်ကိုစွတ်တင်းကြော်တက်ဖို့ကြိုးစားခဲ့ပြီးတော့ထွက်ပြေးဖို့လုပ်ခဲ့တာပါအလွန်တမာပြီးတော့ခက်ထန်လွန်းလို့အရာရှိငါးဦးပေါင်းပြီးတော့ခက်ခက်ခဲခဲနဲ့ပြန်လည်ထိန်းချုပ်ခဲ့ရပါတယ်သူ့ရဲ့ရွေးချယ်မှာအောင်မြင်ခဲ့တဲ့ပြင်ထွက်ပြေးဖို့ကြိုးစားမှုနဲ့အပြစ်တန်းပို့ပြီးတော့ထိုးခံရတော့မှအသေးချာပါပဲဆက်လက်ပြီးတော့ဒါကတော့ Oricon ပြည်နယ်တရားရုံးထဲမှာရဲကူးထားတဲ့ရုပ်သံပါ Wayne Market Trend လို့ခေါ်တဲ့အမျိုးသားကတက်တေကန်ကပြားခိုးယူပြီးတော့ရဲရောင်ဆောင်ခဲ့တဲ့အတွက်အဖမ်းခံထားရပါတယ်။တရားရုံးထဲမှာတည်ငြိမ်စွာပြုမှုနေခဲ့ပြီးတော့အားလုံးစိတ်ချထားတဲ့အချိန်ကြာမှရုတ်တရက်ထွက်ပြေးခဲ့တာပါ။ ဒါမှမဟုတ်ရဲတွေကအနောက်ကနေချင်းချင်းလိုက်ပန်းခဲ့ပြီးတော့တရားရုံးထဲကိုပြန်လည်ဆွဲခေါ်လာခဲ့ပါတယ်။ဒီအပြစ်မှုကြောင့်ပဲထောင်ထဲကြားခံရမယ့်နှစ်ကပိုတိုးသွားမှတေးကြပါ။ဒီတစ်ခါကတော့အေးအေးဆေးဆေးနဲ့ချွေးမထွက်ပဲလွတ်မြောက်သွားတဲ့ဆရာကြီးတယောက်ကိုကြည့်ရအောင်ပါ။ဒါကတော့မီချီဂန်ပြည်နယ်ဒက်ထရိုးမြို့တရားရုံးထဲမှာပါ။အနီရောင်ရှဲညီဝယ်ထားတဲ့မျိုးသားကိုတေးချာကြည့်ကြည့်ပါ။ဒီလိုဟာရက်90အချုပ်ချခံရဖို့အပြစ်ဒဏ်ချမှတ်ခံရပြီးတော့ချက်ချင်းတရားရုံးပြင်ပကိုထွက်ပြေးခဲ့ပါတယ်။ တာဝန်ရှိသူတွေကလည်းချက်ချင်းလိုက်ဖမ်းပေမဲ့အပြစ်သားကိုမျက်ခြေပြတ်သွားခဲ့ပါတယ်။တကယ်တော့အကြမ်းသားကတရားရုံးထဲကနေထွက်ထွက်ချင်းဒေသတွင်းကတတော်တွေကိုထွက်ပြေးပုန်းရှောင်ခဲ့တာပါ။နောက်ဆုံးမှတော့ရဲကတွေဟယ်လီကော်ပတာတွေနဲ့အပြင်းထန်ချဖွေခဲ့ပြီးတော့ပြန်လည်ဖမ်းမိနိုင်ခဲ့ပါတယ်။ဖျားမှုတော့ကတော့ငကိုအချုပ်၃လကနေတနေ့ဖြစ်နေပြောင်းလဲခံခဲ့ရပါတယ်။ဆက်လက်ပြီးတော့ကမ္ဘာအကြမ်းမဆုံးထောင်းလို့ပြောတဲ့အမေရိကန်ထောင်းအကျဉ်းဆက်ခန်းကနေအလွဲတကူထွက်ပြေးလို့မြောက်သွားသူတို့ဦးရဲ့ရုပ်တံတစ်ခုပြသပေးကြပါမယ်။အခုမြင်နေရတာကအမေရိကန်နိုင်ငံ ဖင်္ဂလက်စ်ကောင်တီအကျဉ်းသားတစ်ခုဖြစ်ပြီးတော့ဘယ်သူမှမလုံမြောက်နိုင်ဘူးလို့နာမည်ကြီးနေတဲ့တည်င်းကို25နှစ်ရွယ်ရှိတဲ့အကျဉ်းသားတစ်ယောက်က26ဆက်ကန့်အတွင်းလွတ်အောင်လို့ထွက်ပြပြီးတော့ချိုးပြက်ဖြစ်ခဲ့ပါတယ်ဗီဒီယိုကိုကြည့်မယ်ဆိုရင်နေရန်ဘုတ်ကိုအေးအေးဆေးဆေးတက်သွားတဲ့အကျဉ်းသားကိုမြင်ရမှာဖြစ်ပြီးတော့အလွန်များပြားတဲ့တန်ဆူးချုံတွေပေါ်ကနေတော့မှကြော့ပြက်သွားခဲ့ပါတယ်ဒီအကျဉ်းသားကိုလူတန်းမှုအတွက်တန်တရားရှိလို့ဖမ်းဆီးကအကျဉ်းချခဲ့တာဖြစ်ပါတယ်အခုတော့လေထွက်ပြေးလို့မြောက်သွားပြီဆိုပေမဲ့အချိန်ကဏ္ဍအတွင်းမှာတာဝန်ရှိသူတွေပြန်ဖမ်းတာခံခဲ့ရပါတယ် ကဲအခုဆိုရင်တော့လူသက်မှုနဲ့ပတ်သက်ပြီးသူ့မှာပြည့်ရှိမရှိခံမှန်းကြည့်လို့ရခဲ့ပါတယ်အကျဉ်းတော်အနေနဲ့လုံခြုံရေးကိုတည်တက်ဖို့ကြံမှတ်သင့်ဖို့လိုအပ်လာပြီးတော့ဘယ်သူမှထမရဘူးကွာဆိုပြီးကြွေးကြော်ထားတဲ့အရာရှိတွေလည်းအဆက်တွေပြင်းပြင်းကွဲကုန်ပါပြီနောက်တစ်ခုကတော့ Florida ပြည်နယ်ကနောက်ထပ်ထွက်ပြေးခဲ့တဲ့အမှုပါဒီလူဟာလူသက်မှုနဲ့ဘန်းခံခဲ့ရတာဖြစ်ပြီးတော့ပြစ်မှုစီရင်နေတဲ့အတွင်းမှာတရားရုံးရဲ့အရေးပေါ်ထောက်ပေါက်ကနေထွက်ပြေးခဲ့ပါတယ်တာဝန်ရှိသူတွေအနေနဲ့အဲ့ဒီလူသက်သမားကိုပြန်ဖမ်းမိဖို့ကားတွေဟယ်လီကော်ပတာတွေကိုအသုံးပြုခဲ့ရပြီး နောက်ဆုံးမှာတော့ပြန်လည်ဖမ်းမိခဲ့တာတရားရုံးထဲကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။နောက်ဆုံးအနေနဲ့အိုဟာယိုပြည်နယ်တရားရုံးအတွင်းကရုပ်တံကိုကြည့်ကြည့်ရအောင်ပါ။ Christopher Lee Rufin လို့ခေါ်တဲ့ဒီအမျိုးသားဟာအချုပ်ရက်60ချမှတ်ခံခဲ့ရပြီးဒီအဖြစ်တံဟာသူ့အတွက်အလွန်ကြာတယ်လို့ခန်းစားရတာကြောင့်ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။တရားရုံးထဲကနေထွက်ပြေးသွားပြီးအပြစ်မှာရထားတဲ့ကားစီးကိုအပိုင်စီးကောင်မောင်းပြေးခဲ့တာပါ။ဒါမှမဟုတ်ရဲတွေကအချိန်မီပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီးထိုက်တန်တဲ့အပြစ်တံချမှတ်နိုင်ခဲ့ပါတယ်။ဒါတွေကတော့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလက်မခံပေထွက်ပြေးဖို့ရွေးချယ်ခဲ့တဲ့ အကျဉ်းသားတွေရဲ့ဖြစ်ပျက်ပါအမေရိကန်လိုနိုင်ငံမျိုးမှာအခုလိုထောင်ပေါဖို့စူးစမ်းသူတွေဟာမနှင်းလာပါဘူး။ဒါပေမဲ့ထူးဆန်းတာတစ်ခုကထွက်ပြေးသူတွေအားလုံးပြန်လည်ဖမ်းမိခဲ့ပါတယ်။ဒီလောက်များတဲ့ထွက်ပြေးသူတွေတယောက်မှမလုံမြောက်ခဲ့ရတဲ့အကြောင်းရင်းဆိုရင်တော့အမေရိကန်နိုင်ငံရဲ့တပ်ဖွဲ့ရဲ့ကြွမ်းကျင်မှုအရေးပေါ်ပြန်လည်ဖမ်းဆီးဖို့အတွက်အစ်စ်မြင့်ရင်းနေအစင်သိရှိမှုနဲ့နေရာတိုင်းမှာ CCTV တွေထားရှိပြီး အကျဉ်းသားတွေရဲ့လုပ်ရက်တွေအားလုံးကို24နာရီစောင့်ကြည့်နိုင်မှုတွေကြောင့်ဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။အခုလိုစိတ်ဝင်စားစရာအကြောင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို like and subscribe လုပ်ခဲ့ပါဦး။အားလုံးပဲဒါရပျော်ရွှင်ချမ်းမြေ့တဲ့နေ့ကိုပိုင်ဆိုင်ကြပါစေ။